ကျမအများကြီးကျမကြုံခဲ့တယ်မင်းသမီးအများကြီးကြုံခဲ့တယ်ပေါ့နော်ကြုံခဲ့တဲ့မင်းသမီးတွေထဲမှာမှအာကိုကတကယ်တော်တဲ့မင်းသမီးတယောက်ဖြစ်တယ်သူ့လိုပဲတော်တဲ့သူတွေလည်းရှိပါတယ်သူက social ကိုအရန် catch လုပ်နိုင်ပြီးတော့ social သူအရန်ကောင်းတယ်ပြီးရဲ့အခါမှာအရန် clever ဖြစ်တယ်အရန် sharp ဖြစ်တယ်အာသူ့ကို ကျွန်မအပြင်လူအနေနဲ့ပုံမိတာကိုသူ့အနေနဲ့ပြောရလို့ရှင်တကယ်ချစ်စရာကောင်းတဲ့ကောင်းမလေးဖြစ်တယ်အာပြီးတော့အရန်ထက်တယ်မမီးရင်ကိုနေရထွက်သွားတာတော့ငါမခံနိုင်ဘူးဒီကောင်ကတော့အပြားချိုက်တာဘယ်လိုမေးကုန်မျိုးမေးမှာဟုတ်လေကျေဘယ်လိုမေးမှာကျမတို့အသက်ရွယ်တခုရောက်လာကျမငငယ်တော့ဆိုလို့ရှိရင် ကားရိုက်တဲ့အခါမှာပတ်စံရလို့ရိုက်လိုက်တဲ့ကားတွေရှိတယ်။ကားရဲ့အတိတ်နဲ့ကိုမသိပဲနဲ့ကျွန်မလုပ်ခဲ့တာရှိတယ်။အဲဒါကြောင့်မို့ကျွန်မဆရာကောင်းအနေနဲ့တွေ့ခဲ့ပြီးမဲ့လို့လဲအဲ့ဒီအချိန်မှာကျွန်မအာပရိသတ်ရှင်တွေကိုရောက်အောင်ကျွန်မမသွားနိုင်ခဲ့ဘူး။အဲ့တော့ကျမတို့ဒီဘက်ကို over 40ရောက်လာတဲ့အခါမှာလေးနက်မှုတွေကရှိလာပြီ။ကျမလူတွေအများကြီးနဲ့တွေ့ပြီ။ကျမပြောစရာတွေစကားတွေလည်းအများကြီးပြောခဲ့ပြီဆိုတော့အလုပ်တစ်ခုကိုလုပ်ရမယ့်အခါအလုပ်ရဲ့တန်ဖိုးကိုကျမတို့အရင်သိတာ။ အဲ့အလုပ်ရဲ့အတိတ်အကြကိုကျမတို့သိရတယ်။သိလာရတယ်။ဒီကြီးရဲ့အခါမှာကျတော့ကြောင်းသွားတယ်။အဲ့ဒါကြောင့်မလို့မလုပ်ချင်မလုပ်ဘူးလုပ်ချင်လုပ်လုပ်လိုက်လို့ရှင်ပြိဿကြိုက်တယ်ဆိုရဟာလေးကိုကျမကြားကျမဝမ်းသာပါတယ်။ဒါကျမရဲ့နောက်ထပ်အသက်အရွယ်တစ်ခုမှာဒါဖြစ်တဲ့အကြောင်းအရာလေးပေါ့နော်။အဲ့တော့အဲ့အားလေးကတော့ plus ဖြစ်တယ်လို့ကျမထင်တော့လေဝမ်းသာပါတယ်ရှင်ကျမအသက်ကြီးလာတော့ပြိတ္တကိုကျမပိုချစ်တတ်လာလို့ထင်တယ်သူကလည်းကျမကိုပြန်ချစ်တယ် ့ကျွန်မတမျိုးကြည့်သွားလိုက်တာများဒေါ်ကြီးစိန်ရဲ့မတတိတလိုလိုနှိမ်တလိုမျိုးနဲ့ကျွန်မလေးပြေးပြေးပြောပေါ့ရိုက်ချင်တာသူတို့ဘက်ကချမ်းသာတာဆိုအဲ့မိန်းမနဲ့မရအဒေါ်မင်းမလားတဲ့အမလေးဒီဟာကစပင်ကအမလိုချင်တဲ့အမလိုချင်တဲ့ပုံစံကိုကျွန်မလုပ်ထားတာအာပြီးတဲ့အခါကျအဝိစားအဝိစားကိုကျွန်မပထမတော့လေဟိုစပန့်ပေါ့စပန့်ပုံစံမျိုးတွေပေါ့အဲ့လိုဘောင်းမီ ွာနဲ့စပန်ဝမ်းဆက်ဒီဟာမျိုးကိုကျမကဝစ်ချင်တယ်လို့ပြောတော့အမမဟုတ်ဘူးသူအဲ့အမျိုးလိုချင်တာမဟုတ်ဘူးအဲဒီလိုမျိုးပေါ့ဒီလိုမျိုးသူအခုဒီပုံစံမျိုးသူလိုချင်တာပေါ့ဘာမှမရှိလို့ရှင်လည်းအဲ့လိုမျိုးပုံစံမျိုးပုံကျနေစရာမလိုဘူးကို့အတွက်အဲသွားလို့လာလို့လှောက်ရှားလို့ကောင်းမဲ့ဟာမျိုးပေါ့အမအဲ့ဒါပြောတယ်အာပြန်တော့အဲ့ထီကောက်ကြီးကင်ပြီးတော့သွားတာအာလိုက်ရိုက်ရအဲ့ရဲ့ထီကတော့ပြန်ရဲ့စိတ်ကူးလိုက်တယ်ပြီးတော့ပုံခေါ်လိုက်တဲ့အရာတခုပေါ့နော်သူတို့ကလေသူတို့နှစ်ယောက်ကမတူဘူးအာဒေါ်ဘေဘီကလွတ်လပ်တယ် တော့ baby ရဲ့ဟာအဲဟိုဟာလုတ်တဲ့အရာတွေကပို့ပြီးတော့လွတ်လပ်တယ်ဒါကတော့အဲ့လောက်ထိလွတ်လပ်ခွင့်မရှိဘူးဖိမိမှန်ဆိုတဲ့ပုံထဲမှာပဲကျွန်မလုပ်ပါတာအဲ့ထက်ကိုအရန်လည်းတက်လို့မရအောင်ချလို့လည်းမရအောင်ဆိုတော့အာဘာလို့ဆိုလွတ်သွားတာ ਨੇ မိခင်မြစ်တာဆိုတာလွတ်သွားမှာလေအဲ့ဒါဆိုတဲ့ခါကျတော့အဲ့ရဲ့ဇက်ကောင်နှစ်ခုကမတူရှင် ကျမအများကြီးကျမကြုံခဲ့တယ်မင်းသမီးအများကြီးကြုံခဲ့တယ်ပေါ့နော်ကြုံခဲ့တဲ့မင်းသမီးတွေထဲမှာမှအာကိုကတကယ်တော်တဲ့မင်းသမီးတယောက်ဖြစ်တယ်သူ့လိုပဲတော်တဲ့သူလည်းရှိပါတယ်သူကဆိုရှယ်ကိုအရန်ကတ်လုပ်နိုင်ပြီးတော့ဆိုရှယ်သူရန်ကောင်းတယ်ပြီးတဲ့အခါမှာအရန်ကလေးဘာဖြစ်တယ်ရန်ရှက်ဖြစ်တယ်အာသူ့ကို ကျွန်မအပြင်လူအနေနဲ့ပုံမိတာကိုသူ့အနေနဲ့ပြောရလို့ရှင်တကယ်ချစ်စရာကောင်းတဲ့ကောင်းမလေးဖြစ်တယ်အာပြီးတော့အရန်ထက်တယ်မမမရင်ဝင်နေတာထွက်သွားတာတော့ငါမခံနိုင်ဘူးဒီကောင်ဟောအပြချိုက်ပါတင်ကျင်ရောဘလို့မေးကုန်မျိုးမေးမှာတင်ကျင်ရောဘလို့မေးမှာကျွန်မ idea ပါလုပ်တဲ့ဥစ္စာကျွန်မ အရင်ကြိုက်ခဲ့တာဒါပေမဲ့အာဟိုမဟုတ်မဟုတ်သေးဟိုဟာပေါ့ဘယ်လိုပြောမလဲကျွန်မကြိုက်တဲ့မင်းသမီးတယောက်ရှိသူ့ idea အရင်ပါတယ်ဒါမှတ်တာပေါ့နော်မှတ်တာ idea အရင်ပါတယ်သူလုံးလုံးလောက်သွားမှမသိဘူးကျွန်မအရင်ကြိုက်တယ်ပေါ့နော်အာဒါပေမဲ့ကျွန်မတို့လုတ်ပေမဲ့လေ editor အဲ့ဒါကို cache လုပ်နိုင်မှာပေါ့အဲ့ဒါကိုအဲ့ဒီလိုမျိုးလုတ်လိုက်မျက်လုံးလေးမိတ်သွားတယ်မျက်တောင်လေးခတ်သွားအဲ့ဒါမျိုးလေးကိုလုတ်နိုင်အောင်ပါပေါ့နော် အခုဆိုလို့ရှိရင်ဒီကားမှာတွေ့ရတယ်ပေါ့နော်အများကြီးတွေ့ရတယ်အဲ့အတွက်လည်းအဲ့ဒါလည်းကျွန်မကျေးဇူးတင်ပါတယ်အာအဲ့လိုဆိုတဲ့ခါကျတော့ခုနကစကားကိုပြန်ကောက်ရလို့ရှိရင်တော့အာကျွန်မအဲ့အဲ့တင်ပါလောက်ရတာပုံပြီးတော့ခတ်တယ်လို့ကျွန်မထင်ရတယ်ပေါ့နော်ဒါပေမဲ့အထူလောက်ရတဲ့ကားတွေလည်းရှိတယ်ကျွန်မတို့ကတစ်ချိန်လုံးမဲ့အပားကြိုက်နေလို့မရအောင်အာကျွန်မ အယူမှလောက်ရမယ်ဆိုတော့ဒါအဲဒီလိုမျိုးကလို့မကောင်းတဲ့အမျိုးသမီးတော့မှဒါတွေကြလို့ရှိရင်တော့ကျမတို့ကအဲ့လိုမျိုးလုပ်မှမရကျမအဲ့အဲ့လိုမျိုးလုပ်လို့ရှိရင်သူနဲ့ဇက်ကောင်တွေကတွေ့ပြူသွားနိုင်တယ်အဲ့တော့ကျမကကြိုက်တာကြိုက်တာပဲကျမလှုပ်တင်လှုပ်တိုက်တဲ့ character ပေါ်မှာကျမလှုပ်ရတာပေါ့ကျမရရလှုပ်ကိုလှုပ်ပြီးရောလေကျမတမျိုးပိုးမွေးတယ်လို့မျိုးခဲ့တာ ကျမဒီရက်ကွက်ထဲမှာကျမသမီးလေးကိုထားလို့ရှိရင်ရက်ကွက်စော်နဲ့လေလို့ဝိုင်းပြောကြမှာကြောက်လို့ဝိုင်းထိန်ကြမှာကြောက်လို့ကျမအကောင်းဆုံးကျမအစ်င့်တန်းရှိရဲ့အဆောင်မှာကျမထားထားတာအဲ့လိုမျိုးကျမသမီးကိုလာနှိမ်လို့မရကျမလက်မခံဘူးကျမတို့ကကျမတို့ရဲ့အထက်မှာဒရိုက်တာရှိရဲ့ဒါဒရိုက်တာတော့တအားအုပ်ဆိုးထားတဲ့ဟာဒီရက်ဇက်ကောင်ကိုသူကကျမတို့မသိခင်သူအရင်သိထားတာသူအရင်သိထားတော့သူအရင်ဖတ်ထားတာသူအရင်လေ့လာထားတာကျမတို့ကတော့ကြော်လို့မရဘူး ျမကခုနပြောရဲကျမကြိုက်တာကြိုက်တာပဲဒီကာရိုက်တာနဲ့ဒါနဲ့မလိုက်ဘူးလို့ရိုက်တာပြောရင်ကျမပြောင်းအောင်ပါကျမအကြိုက်ကိုနောက်ကိုဆောက်ရအောင်ကျမကအခုချိန်ထိကျမရဲ့ဝတ်စားစင်ရင်မဟုတ်ကျမရဲ့အပြောဆိုတွေအားလုံးကျမစိတ်ထဲမှာရှိတယ်လို့ပဲကျမနေရပေါ့ကျမရှင်းတန်နေပေါ့ကျမဒီနေ့မှာကျမပစ္စည်းကအရန်ကြည့်နေတယ်ဆိုပစ္စည်းပြဝတ်သွားလို့ကြည့်လိုက်တယ် ျမဒီနေ့မှာကြပြာရမ်းရဲ့ချင်တယ်ဆိုကြပြာရွတ်လိုက်ရဒီဒီလိုပဲကျမကပေါ့နော်အာပွဲလန်းသပင်ရှိပြီမဲ့အဲ့ပွဲလန်းသပင်မဟုတ်ရှင်လို့ကျမအဲ့ရဟိုတယ်ရှိရအောင်ကျမပြန်ခဲ့လိုက်တာအဲ့လိုမျိုးကြီးလဲကျမရှိတယ်ဒါပေမဲ့ကျမတရုတ်ဆောင်တဲ့ခါမှာအဲ့လိုလုံးလုံးမရအောင်ကျမစိတ်တိုင်းမှာနေလို့မရအောင်သူတို့မှာကဒိဗယ်ကာရိုက်တာတစ်ခုရှိရဲ့အဲ့ကာရိုက်တာကိုလွတ်မသွားအောင်အဲ့ခါရဲလုပ်ရတယ် ကျွန်မစိတ်တိုင်းမနေမလုတ်ဖြစ်တာဆိုတော့ကျွန်မရဲ့အလုပ်ပဲရှိတယ်။ကျွန်မတို့အသက်ရတခုရောက်လာကျွန်မငငယ်တော့ဆိုလို့ရှိရင်ကားရိုက်တဲ့အခါမှာပတ်စံရလို့ရိုက်လိုက်တဲ့ကားတွေရှိတယ်။ကားရဲ့အတိတ်နဲ့ကိုမသိရဲနဲ့ကျွန်မလုတ်ခဲ့တာရှိတယ်။အဲ့ဒါကြောင့်မို့ကျွန်မဆရာကောင်းနေနဲ့တွေ့ခဲ့ပြီးမဲ့လို့လဲအဲ့ဒီအချိန်မှာကျွန်မအာပရိသတ်ရှင်တွေကိုရောက်အောင်ကျွန်မမသွားနိုင်ခဲ့ဘူး။အဲ့တော့ကျွန်မတို့ဒီဘက်ကို over 40ရောက်လာတဲ့အခါမှာ လေးနက်မှုတွေကရှိလာပြီကျွန်မလူတွေအများကြီးနဲ့တွေ့ပြီကျွန်မပြောစရာတွေစကားတွေလည်းအများကြီးပြောခဲ့ပြီဆိုတော့အလုပ်တစ်ခုကိုလုပ်ရမယ့်အခါအလုပ်ရဲ့တန်ဖိုးကိုကျွန်မတို့အရင်သိလာအဲ့အလုပ်ရဲ့အတိတ်အနက်ကိုကျွန်မတို့သိရယ်သိလာရတယ်ပေါ့အဲ့ဒါဆိုတော့လုပ်တဲ့အခါမှာအဲ့ဒါတွေကိုရှင်းနေထည့်ပြီးလုပ်တာအငငယ်နဲ့အကြီးနဲ့ဘာကွာလဲဆိုတော့ကျမတက်ရောက်တဲ့တကူစားကိုပြောတာနော်တချို့တွေကကြငငယ်မာတဲ့ရောက်တော့တာငငယ်မာတဲ့ရောက်တော့ငငယ်မာတဲ့ရောက်စီးတက်လောက်လောက်တက်တာအလုပ်ကိုစီးတက်ကြတဲ့ဟို သူ arrange လုပ်တတ်တာကျမတို့ကြောင့်အဲ့တော့ငယ်တော့ကြတော့အဲ့လိုမျိုးအဲ့လိုမျိုးတိတ်မလုပ်တော့ဘူးအញ្ញဝိဖြစ်တယ်ပြီးရဲ့ခါကြတော့ဟိုငငယ်တည်းကပဲနေပန်းမှာပဲမိဘတွေရောင်းနေစီလိုက်နေတဲ့ခါကြတော့အဲ့လိုမျိုး mindset မရှိဘူးကျမတို့ကလည်းအဲ့လိုမျိုးအဲဆိုတော့ခါကြဒီကြီးရဲ့အခါမှာကြတော့ကြောင်းသွားတယ်အဲ့ဒါကြောင့်မလို့မလုပ်ချင်မလုပ်ဘူးလုပ်ချင်လုပ်လုပ်လိုက်လို့ရှင်ပြိတ္တကြိုက်တယ်ဆိုတဲ့ဟာလေးကိုကျမကြားကျမဝမ်းသာပါတယ် ဒါကျမရဲ့နောက်ထပ်အသက်အရွယ်တစ်ခုမှာဒါဖြစ်တဲ့အကြောင်းအရာလေးပေါ့နော်အဲ့အတွက်အဲ့အားလေးကတော့ plus ဖြစ်တယ်လို့ကျမထင်တော့လေဝမ်းသာပါတယ်ရှင်ကျမအသက်ကြီးလာတော့ပြိတ္တကိုကျမပူချစ်တက်လာလို့ထင်တယ်သူတို့လည်းကျမကိုပြန်ချစ်တော့ကျမပုံမှန်ပါပဲဒီကိစ္စနဲ့ဒီယာနဲ့ပတ်သက်ပြီးတော့ဒီပွဲနဲ့ဒီစုတွေဒီ academy စုဆိုတာနဲ့ပတ်သက်ပြီးတော့ အဲကျွန်မအဲ့အတွက်ဘာမှဟိုကြီးကြီးကျယ်ကျွန်မဖြေကြားဖို့ကျွန်မမှမရှိပါဘူး။ဒါပေမဲ့ပိတ်သက်ကတော့နေနေဖို့ဆိုတော့ငါကတလာအကယ်မီအကယ်မီဆိုပြီးပိတ်သက်ပေးရကဲဘောဘလိုလဲခံစားအဲ့အဲ့မီကတော့မြောက်လုံးပြီ။မြောက်လုံးပြီ။ဒါချစ်တဲ့စိတ်နဲ့ကြည့်ပြီးကြတာ။လူပဲဟိုသူတို့ချစ်တဲ့ပုံအမှုပညာရှင်နိုင်အောင်သူတို့တွေအဲ့လိုပဲပြောကြဆိုကြပေးကြပါတော့။ ဲ့လိုရှိရဲ့ဆိုပရိသတ်တွေသူတို့ချစ်တဲ့လူတွေကိုပေးကျင်ကြတာပေါ့ရှင်အဲ့တော့ကျွန်မကိုအဲ့လိုပြောတဲ့အတွက်လည်းတူကြီးယောက်ချင်းစီတန်းကျွန်မကျေးဇူးတင်ပါတယ်မေးခွန်းပေးပြီးတဲ့မပါကိုလည်းကျေးဇူးတင်ပါတယ်ဒီမေးခွန်းကိုထုတ်ပြီးတော့မေးပြီးရဲ့မပါလည်းကျေးဇူးတင်ပါတယ်